ဘယ်သူ့မှာဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အယူအသားဆုံးနေထိုင်နေဒါကြောင့်ကိုကိုကိုလိပ်ပြာလုံးနေအမြင့်ကိုရောက်ဖို့အတွက်ဘယ်သူ့မှာချမနေခဲ့တယ်လို့သူတော်ဘာရဲ့နာကျင်မှုတွေနဲ့လည်းကိုပျော်ရွှင်မှုကိုမဖန်တီးခဲ့ဘူးကိုစားမဲ့ထမင်းလုတ်ထဲမှာသူတော်ဘာရဲ့မျက်ရည်တွေမပါဘူးဆိုရင်ကိုဟာလူပီးသားတယ်မဟုတ်လားမလာကျင်တဲ့သူတွေကိုဘဝထဲအတင်းမခေါ်ခဲ့တယ်လို့မနေကျင်တဲ့သူတွေကိုလည်းမတော်ပါနဲ့လို့တကူးတကဆွဲမထားခဲ့ဘူး တကယ်တော့တယောက်တည်းနေလို့အထီးကျန်ရတယ်ဆိုတာတနှစ်ယောက်ရှိပြီးအဆင်မပြေဖြစ်နေတာပိုးနာကျင်ရတယ်မဟုတ်လားအလိညာတွေခံရဘူးတဲ့အတုံးချခံခဲ့ရဘူးတဲ့အထင်မြင်တွေလွဲတာခံခဲ့ဘူးတဲ့စေရနာတွေစော်ကားခံခဲ့ရဘူးတဲ့ဒါတွေကြောင့်မခံမရနိုင်လို့တခါတလေပောက်ကွဲမိတဲ့ခါကြမခံစားဘူးတဲ့လူတချို့ကဒီလိုပြောတယ်ဘာမဟုတ်တာလေးနဲ့တဲ့ဟုတ်ပါတယ်ဘာမဟုတ်တာလေးပါပဲဒီဘာမှမဟုတ်တာလေးတွေတကယ်ဟုတ်လာတဲ့အခါ တခါတလေမှကိုကကဘာပြက်ခဲ့ရတယ်။တခါတလေမှဝေဒနာတွေကိုရင်ထဲမမြောက်အောင်ခံစားခဲ့ရတယ်။ဘဝအတွေ့အကြုံတွေကသင်ပေးခဲ့တဲ့သင်ခန်းစာတွေကြောင့်ဒါတွေကိုနားလည်ခဲ့ပြီ။ဒါကြောင့်အပြုံးလားလားလေးတွေကိုလည်းမတတ်မတော်သလိုစကားချိုချိုလေးတွေကိုလည်းရမယုံတတ်တော့ဘူး။မျက်နှာချင်းဆိုင်ရာအန္တရာယ်တွေထက်နောက်ကျောကိုထိုးမဲ့ဓာတ်တွေကိုပို့ပြီးသတိထားတတ်လာတယ်။အရင်လိုလဲသိအားမနာတတ်တော့ဘူး။ကိုမလုံနိုင်တာတွေကိုတာဝန်မခံတတ်တော့ဘူး။မကြိုက်ရင်မကြိုက်ဘူး။ မပေးနိုင်ရင်မပေးနိုင်ဘူးမကူညီနိုင်ရင်မကူညီနိုင်ဘူးလို့ပဲပြက်ပြက်သားသားညင်ပေတက်လာပြီဟန်ဆောင်ပြီးပြုံးရမယ်ဆိုရင် ကိုကူကိုတောင်မုံတက်လာပြီကိုဖြစ်ရင်ဘယ်သူခံပေးမှာလဲကိုဖြစ်ရင် ကိုပဲခံရမှာလေဒါကြောင့်ဘယ်သူတွေဘာပြောပြောကိုကြိုက်တာပဲကိုလုံးမယ်အရေးကြီးတာကိုကျင်တရားမပြတ်ဖို့ပဲမဟုတ်လားဘဝဆိုတာအနေရှိသလိုအမြင်လည်းရှိတယ်အတက်ရှိသလိုအကြလည်းရှိတယ် ဖေးမမဲ့သူရှိသလိုဆွဲချမဲ့သူလည်းရှိတယ်။အားပေးမဲ့သူရှိသလိုရှုံချမဲ့သူလည်းရှိမှာပဲ။ချီးမွမ်းမဲ့သူရှိသလိုကဲရဲမဲ့သူလည်းရှိမယ်။မြင့်တင်ပေးမဲ့သူရှိသလိုပုတ်ချမဲ့သူလည်းရှိနေဦးမှာပဲ။လူဆိုတာဇယိုက်ချင်းမတူလေတော့အကြိုက်ချင်းလည်းမတူနိုင်ဘူးလေ။ဒါကြောင့်ကိုလန်းကိုထွင်စိတ်ရှင်ရှင်နဲ့ကိုလန်းကိုဆက်စိတ်မပြတ်နဲ့ပေါ့။ကိုရွေးချယ်ထားတဲ့ဘဝမှာကိုကြုံတွေ့နေရတဲ့အရာမှန်သမျှအပြုံးနဲ့ပဲရင်ဆိုင်ကြောဖြတ်နိုင်ဖို့ ကြိုးစားပြလိုက်ကောင်းလေးလူတယောက်ရဲ့အတွေ့အသူရဲ့ဘဝပဲအတွေ့တွေမှာသွားရတွေရှိတယ်ကောင်းတာတွေတွေ့ရများရင် ကောင်းတာတွေပိုလို့ဖြစ်လာတယ်ကောင်းတဲ့အရာတွေနဲ့အချိန်ကုန်မှာများတဲ့အခါကောင်းတဲ့ကံတွေကောင်းတဲ့အရာတွေနဲ့ပျော်ရွှင်မှုတွေကိုယ်စီကိုရောက်လာတတ်တယ် positive energy တွေပြည့်နှက်လာတဲ့အခါကိုယ့်ရဲ့စေယားသွားရတွေခွန်အားတွေဖြစ်လာလိမ့်မယ်ဒီလိုပုံသမ်းမယ်မကောင်းတာတွေတွေ့ရများလာရင် မကောင်းတာတွေပိုလို့ဖြစ်လာတယ် မကောင်းတာတွေပိုးပြောပြလာတယ်။ negative ဖြစ်နေတဲ့ဘက်ကိုရောက်တဲ့အတွေးတွေများလာတဲ့အခါလူဟာတိမ်ငယ်စိတ်တွေဝင်လာတယ်။ကိုကိုကိုယုံကြည်မှုတွေယော့လာတယ်။စိတ်ဓာတ်ခွန်အားတွေကုန်ခန်းလာတယ်။တလောကလုံးမှာကိုပဲအထီးကျန်ဆုံးကိုပဲကံအဆိုးဆုံးဖြစ်နေပါလားလို့တွေးမိလာတဲ့အထိစိတ်ဟာနင်မွန်းလာတတ်တယ်။ဒါကြောင့်ကိုရဲ့အတွေးတွေကိုဂယူဆိုင်အတွေးတွေမှာစွမ်းအားတွေရှိတယ်။ကိုတွေးနဲ့ကိုကိုဘဝကိုနင်မွန်းအောင်လုပ်တဲ့သူတော့မဖြစ်စေနဲ့။ ကိုယ်တွေးနဲ့ကိုဘွားကိုတိုးတက်မြန်မာလာအောင်ပဲလှုပ်ဆောင်ကြိုးစားတဲ့ ਨੇ မင်းကိုတံပိုးထားတဲ့သူတွေကိုပို့ချစ်ပါအလိုအပ်ဆုံးသူထက်နားလဲပေးနိုင်တဲ့သူကိုပို့ချစ်ပါ အချစ်ရဆုံးသူထက်မင်းကိုတကယ်တံပိုးထားတဲ့သူကိုပို့ချစ်ပါ မင်းပေးမှရှိနေပေးတဲ့သူတွေထက်ယုံကြည်မှုအပြစ်ပေးနိုင်သူကိုပို့ချစ်ပါမလိုအပ်ချိန်မှရှိနေပေးတဲ့သူထက်လိုအပ်ချိန်မှရှိနေပေးတဲ့သူကိုပို့ချစ်ပါ မင်းကိုစိတ်ဆင်းရဲတဲ့သူထက်ပျော်ရွှင်မှုတွေပေးနိုင်တဲ့သူကိုပိုချစ်ပါမင်းကိုမျက်ရည်ကြားမှာတုပ်ပေးမဲ့သူထက်မျက်ရည်မကြောင်လှုပ်ပေးနိုင်သူကိုပိုချစ်ပါအစဉ်ပြေချိန်မှာလက်တွဲခေါ်ခြင်းတဲ့သူတွေထက်အစဉ်မပြေချိန်မှာလမ်းပြပေးတဲ့သူတွေကိုပိုချစ်ပါမင်းကိုအမြဲတစေဝေဖန်ကြည့်ရနေတဲ့သူတွေထက်ချီးမွမ်းပြောဆိုတတ်တဲ့သူကိုပိုချစ်ပါအစဉ်ပြေပါသေးလို့စူတောင်းပေးတဲ့သူတွေထက်မင်းကိုဘာကူညီရမလဲမေးတဲ့သူတွေကိုပို့ချစ်ပါ မင်းစီကလိုချင်တာရဖို့အတွက်ရောက်လာတဲ့သူတွေထက်မင်းလိုအပ်တာတွေဖြည့်ဆည်းပေးတတ်တဲ့သူကိုပိုချစ်ပါမင်းကိုချစ်ပါတယ်ခင်မာတွေတဖွာဖွာပြောနေတဲ့သူတွေထက်မင်းပေါ်တကယ်သက်သာရှိတဲ့သူတွေကိုပိုချစ်ပါမင်းအောင်မြင်နေချိန်မှာအားပေးနေတဲ့သူထက်ကြာချုံးနေချိန်မှာနှစ်သိမ့်ပေးတဲ့သူတွေကိုပိုချစ်ပါလောကမှာလူမျိုးမျိုးစိတ်အထွေထွေနဲ့မင်းဆုံရမယ်ကြုံရမယ်ဒါဝိမဲ့မင်းကိုတကယ်လေးထားတဲ့သူတံပိုးထားချစ်ခင်တဲ့သူတွေကိုပဲ ိုချစ်တက်ဖို့ကြိုးစားလိုက်ပါဆုံးရှုံးပြီးမှလူတယောက်ရဲ့တံပိုးနားလည်မယ်ဆိုရင် မင်းနားလည်တဲ့အချိန်အဲ့ဒီလူကမင်းရဲ့နားမှာရှိဖို့မတည်ကြတော့ဘူးကိုနားမှာရှိနေတော့မှမိသားစုရဲ့တံပိုးကိုမတီးခဲ့ဘူးဆိုရင်မင်းတီးတဲ့အချိန်မင်းရဲ့မိသားစုကမင်းရဲ့နားမှာရှိဖို့မတည်ကြတော့ဘူးအတူရှိခွင့်ရာတော့မှတငယ်ချင်းကောင်းတွေကိုအလေးမထားတဲ့ရင်မင်းအလေးထားတတ်တဲ့အချိန်အဲ့ဒီတငယ်ချင်းတွေမင်းအနာမှာရှိဖို့မတည်ကြတော့ဘူး။ဒါကြောင့်မိသားစုမှာပဲဖြစ်ဖြစ် တငယ်ချင်းအချင်းချင်းကြားမှာပဲဖြစ်ဖြစ်လုပ်ငန်းဝင်ထဲမှာပဲဖြစ်ဖြစ်ကိုချေရတဲ့သူတွေကိုတံပိုးထားအရာရာဟာနေမြင်ညပြောက်ဖြစ်နေတဲ့ကာလာဇိုကြီးထဲမှာကိုချစ်တဲ့သူတွေကိုချစ်ချောင်းပြဖို့တံပိုးထားဖို့နဲ့အလေးထားဆက်ဆံဖို့ဘယ်တော့မှမမေ့ကြနဲ့ကိုကဘလောက်ပဲကောင်းနေကောင်းနေကိုကနားမှာကတ်နေတဲ့သူတွေပုတ်တိုးနေကိုလည်းပုတ်တိုးသွားတတ်တာပဲဒါကြောင့်ရှေးလူကြီးမိပါတွေကဒီလိုစုံပါခဲ့တာလူကိုကြည်ပေါင်းအပူမီးမကူးစေနဲ့တဲ့ သူများပြဿနာကိုကိုပြဿနာမဖြစ်စေနဲ့သူတန်ရာကိုကိုတန်ရာမဖြစ်စေနဲ့ဆိုပြီးတော့ပေါ့ကို ပေါင်းတင်းနေတဲ့မှာမကောင်းတဲ့သူတွေတွေ့ရင် ပြောဆိုဆုံးမပြီးလမ်းပြပေးလိုက်။သူကလက်မခံရင်စက်မပေါင်းနဲ့ပေါ့။ဘာကြောင့်လဲဆိုတော့အနီးကပ်နေတဲ့သူကကိုကိုဒုက္ခပေးနိုင်ဆုံးသူဖြစ်တာကြောင့်ပဲ။ဒါကြောင့်ကိုနဲ့နှီးသက်နေတဲ့သူကပုတ်တိုးနေတဲ့သူလားစိတ်ဓာတ်မကောင်းတဲ့သူလားဆိုတာကိုတော့တိထားဖို့လိုအပ်တာပေါ့။စင်ရဲတာချမ်းသာတာအရေးမကြီးဘူးနော်။ အဓိကလူမှာဇာတိတာကောင်းဖို့အရေးကြီးဆုံးပဲကိုနားမှာရှိရတဲ့လူတွေကောင်းနေမှာကိုလည်းကောင်းတဲ့လမ်းကိုရောက်နိုင်မှာပေါ့ဥပမာခရီးတစ်ခုကိုသွားကြလဲဆိုပါစို့လမ်းမှန်ကိုမသိပဲလမ်းမကိုသွားနေတဲ့သူတွေနဲ့တူတူသွားရင်မင်းလည်းလမ်းမကိုရောက်ရမယ်လေဒီလိုမဟုတ်ဖဲလမ်းမှန်ကိုသွားနေတဲ့သူတွေနဲ့ခီးဆက်ရင်တော့မင်းလည်းလမ်းမှန်ရောက်နိုင်တာပေါ့ဒါကြောင့်ကိုဘွားကိုကိုကိုတိုင်းစိတ်တိုင်းကြပုံဖော်ရတယ်ဆိုရင်ပဲကိုနီးနားပဝင်းကျင်မှာရှိနေတဲ့သူတွေကလည်း ောင်းတဲ့လမ်းကိုသွားတဲ့သူတွေဖြစ်နေဖို့လိုသေးတယ်။ဒါကြောင့်မိတ်ဆွေပေါင်းတင်ပေါင်းတဲ့အခါတတိလေးနဲ့ပေါင်းသူ့ရဲ့စိတ်ရင်းစိတ်ဓာတ်ကိုမြင်အောင်ကြည့်ပြီးမှပေါင်းလို့ရှေးလူကြီးသူမတွေကစုံမခဲ့တာပေါ့။